မင်္ဂလာပါရှင် CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ17ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နာဆာကဟာရွေးကောက်ပွဲဥပဒေကိုလိုချင်တဲ့ပုံစံမှဖြစ်မချင်းပြောင်းလဲနေမှာလို့စီလုံးညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမျိုးကျော်ကပြောဆိုလိုက်တဲ့သတင်းထိုင်းနိုင်ငံရဲ့ချုံးပေါ်ဒေတာအတွင်ကိုကျူးကျော်ဝင်ရောက်ပြီးတက်ဆွဲထားခဲ့တဲ့ကမ္ဘောဒီးယားစစ်သားတွေရဲ့လှုပ်ရှားမှုတွေကိုရှိုက်ကူးထားတဲ့ ဝေဟင်တပ်ပုံတွေကိုထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့တဲ့ဆွဲတဲ့တင်အပါအဝင်နောက်ဆုံးရပြည်တွင်းတည်နေနိုင်ငံတကာတည်နေအာကစားတည်နေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်တည်ကတော့နာဆကဟာရွေးကောက်ပွဲဥပဒေကိုလိုချင်တဲ့ပုံစံမဖြစ်မချင်းပြောင်းလဲနေမှာလို့စီးလုံးညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UN နေမှာဦးမျိုးကျော်ကပြောဆိုလိုက်တဲ့တည်ကိုတင်ဆက်ပေးလိုက်ပါတယ်နာဆကဟာ2025ခုနှစ်ဒီဇင်ဘာလတည်းမှာကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် သူတို့လိုချင်တဲ့ပုံစံမဖြစ်မချင်းပြောင်းလဲနေမှာဖြစ်တယ်လို့စီလုံးညညတော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UN နေမှာဦးမြင့်ကျော်က CNN သတင်းဌာနကိုပြောပါရယ်။လက်ဆကဥက္ကရာအနေနဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလထဲမှာကျင်းပပြုလုပ်မယ်လို့ပြည်တွင်းပြည်ပတွေကိုအတိပေးကတိပြုပြောကြားထားတာပါ။အခုလိုမျိုးရွေးကောက်ပွဲပြုလုပ်ပြီးတာဟာလင်ငယ်တကာထံကနေတရားဝင်မှုကိုလိုချင်လို့လုပ်တာဖြစ်တယ်လို့စီးလုံးညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်ယူအန်အီမှဦးမြင့်ကျော်ကစီအန်အန်သတင်းဌာနကိုပြောပါရယ် ပြီးတော့ပြည်ထောင်စုသူတို့ရဲ့ recovery commission ကိုသူတို့ကြိုက်တဲ့လူနဲ့ဖွဲ့စည်းတယ်စီမင်းစည်းကမ်းတွေကိုထုတ်ပြန်တယ်နော်ပါတီတွေမှတ်ပုံတယ်ရှင်ဥပဒေပါညာဆိုရယ်ဒါပေမဲ့အဲ့ဒီဥပဒေကိုကိုနိုင်ကသူတို့ဒီသူတို့အုပ်ချုပ်နေတဲ့ကာလမှာနော်အချင်းချင်းကြောင်းတယ်ပေါ့ဗျာဆိုလိုတာကလေသူတို့လိုချင်တဲ့ပုံစံမဖြစ်မချင်းအဲ့လိုမျိုးကြောင်းနေတယ်ဆိုတော့ဒီဟာကလည်း အဲပုံစံမဟုတ်ဘူးလို့မြင်တယ်ပေါ့ကိုတို့အားသာမယ်ဆိုတော့ပုံစံဒီမျိုးနဲ့ကြက်ထားတယ်အားနေတယ်ဆိုတဲ့အခါတော့ဟိုလက်ရော short ပေးတယ်ဆိုတော့ဟိုဘာခေါ်မလဲ short ပေးတယ်ပေါ့ဗျာသူတို့ဖက်ကပြန်ပြီးတော့အပေါ်ကြီးရအောင်ဆိုတဲ့ဟာတနည်းအားဖြင့်တော့ရင်ကိုမနိုင်မချင်းနေပြီးတော့ဒီဟာတွေကိုဥပဒေကိုနေပြီးလိုတလို short လိုက်တင်လိုက်လုပ်တဲ့ဟာကတော်တော်လေးတိတ်ခံမဲ့တဲ့အပြည့်အစုံဖြစ်တယ်နောက်ပြီးတော့ဒီ recover စနစ် နော်သူတို့ဘယ်လိုနည်းနဲ့အပေါ်စီးရနိုင်မလဲအလုပ်ဖြစ်နိုင်မလဲထွက်ပေါက်ရမလဲဆိုတဲ့ဟာကိုပဲစဉ်းစားတာဖြစ်တယ်ကျွန်တော်တို့တိုင်းပြည်ရဲ့မျက်နှာပြည်သူရဲ့မျက်နှာဘယ်မျက်နှာမှကြည်ရမဟုတ်ဘူးနော်ဒီတိုင်းသွားနေတာနဲ့ဆက်လို့ရှိရင်ဘာပဲဖြစ်ဖြစ်ဒီမိုကရေစီနည်းကြဒီမှာရွေးကောက်ပွဲလုပ်တဲ့ဒီငါတို့ဒီဟာကိုဆိုပြီးတော့နိုင်ငံတကာရဲ့နေပြီးတော့နော်တရားဝင်မှုတို့လိုရှင်တို့လုပ်တာပဲဖြစ်တယ် မြန်မာနိုင်ငံမှာရွေးကောက်ပွဲကိုမြို့နယ်ပေါင်း268မြို့နယ်မှာကျင်းပသွားမှာဖြစ်ကြောင်းအဲ့ဒီရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပသွားမှာဖြစ်တယ်လို့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်။နေမြေဒေသအခြေအနေအရကန့်သက်ချက်ရှိတဲ့မြို့နယ်တွေကလွဲပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအားလုံးမှာဦးစားပေးအစီအစဉ်အတိုင်းအပိုင်းခွဲပြီးကျင်းပဖို့ရာထားကြောင်းသိရပါရယ်။ဒါ့အပြင်ရွေးကောက်ပွဲကိုအရင်ကကျင့်သုံးခဲ့တဲ့မဲအများဆုံးရသူအနိုင်ယူစနစ် FPTB နဲ့အချိုးကျကိုစားပြုစနစ် PR စတဲ့စနစ်နှမျိုးနဲ့ကျင်းပမှာဖြစ်ကြောင်းတက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနည်းဥပဒေတွေပြဋ္ဌာန်းထုတ်ပြန်ပြီးပါကအသေးစိတ်သိရှိရမှာဖြစ်ကြောင်းလဲ UEC ကပြောပါတယ်။နောက်ဆက်ကတာဝန်ရှိသူတွေနဲ့ရွေးကောက်ပွဲကော်မရှင်တို့အနေနဲ့အရင်ကနိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံကဥပဒေကြောင်းဆွေးနွေးမှုတွေရှိခဲ့ပေမဲ့လည်းအခုနောက်ပိုင်းမှာတော့မရှိကြောင်းသိရပါတယ်။ဒါကြောင့်ရွေးကောက်ပွဲဥပဒေနည်းဥပဒေကိုမထုတ်ပြန်ခင်နိုင်ငံရေးပါတီတွေကိုဖိတ်ခေါ်ကအကြမ်းဖျင်းချပြတင်တယ်လို့ ိုင်းလိုင်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်းထင်းအောင်ကစီရင်လိုက်တဲ့တင်ထောင်တာကိုပြောပါရစေ။အဲဒီကကျွန်တော်ပြောရတဲ့ဘုံတိခါရှိတဲ့ယူကောက်ပွဲလို့ပြောရတဲ့ခါကျတော့ဒါအစိုးရကြီးတော့လုပ်နိုင်မယ်လို့တော့ကျွန်တော်မမြင်ဘူးပါဗျာအခုအချိန်နေရကျွန်တော်ပြန်သုံးသပ်ချက်နိုင်ငံရေးစီစဉ်တာတိုင်းနာရေးရအင်တာရေးကြီးပါတယ်အဲတိုင်းနာပါတီကတိုင်းနာလူမျိုးတွေလက်တော်ကိုယ်စားလေးရောက်ပါလက်တော်လေးရောက်မှကျွန်တော်ဒီကြီးကို နိုင်ငံရပ်ချင်းနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တာပေါ့နော်ဒီလေးပေါက်ပွဲအုံးမီးကြီးကြတော့သူတို့ရကယနေ့ထုတ်ပြောတာပဲဘတော်ကတော့နိုင်ငံရေးပါတီကိုခေါ်မှပြေဆိုရှင်းနေတာရှိတယ်ပေါ့နော်အခုနောက်ပိုင်းထုတ်ခါနီးကြရင်လည်းဒါတော့နိုင်ငံရေးပါတီခေါ်ပြီးမှတုံ့ပြန်ကြည့်ဦးမှာဖြစ်ဖြစ်ဒီကဒီလိုရှိတဲ့အကြောင်းလေးကိုအကြမ်းင်းတော့ချပြတင်တယ်လို့ကျွန်တော်အနေနဲ့တော့ပြောချင်တာပါတဆကကကျင်းပမဲ့ရွေးကောက်ပွဲမှာတော့မဲပေးဆက်နဲ့ပြုတ်လောက်သွားမှာဖြစ်ကောင် မြန်မာနိုင်ငံစံချိန်စံညွန့်ဥပဒေ2014နှစ်အညီမဲပေးဆက်ရဲ့အရေးအသွေးနဲ့စံချိန်စံညွန့်ကိုအမျိုးသားအဆင့်ထောက်ခံအတိမတ်ပြုလာရရှိရေးဆောင်ရွက်လျက်ရှိကြောင်းလည်း UEC ကပြောပါတယ်။မြန်မာနိုင်ငံမှာအကောင့်ထည့်ဖို့ရှိတဲ့စီမံကိန်းတွေဟာအစိုးရအပြောင်းအလဲတွေဖြစ်သွားတာရက်ဆိုင်မှုတွေမဖြစ်သင့်ဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှဒုက္ခတာဦးထောင်ကျော်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါမြန်မာနိုင်ငံမှာအကောင့်တွေပေါ်ဖို့ရှိတဲ့စီမံကိန်းတွေဟာအစိုးရအပြောင်းအလဲတွေဖြစ်သွားတိုင်းရဆိုင်မှုတွေကမဖြစ်သင့်ဘူးလို့မျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှဒုက္ခတာဦးထောင်ကျော်ကဆင်နိုင်တဲ့သတင်းဌာနကိုပြောပါတယ်မြန်မာနိုင်ငံအစိုးရတွေဟာနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းတွေကိုဖော်ဆောင်ရမှာဖြစ်အစိုးရလှုပ်သွားတဲ့ကိစ္စဖြစ်ပြီးနောက်တက်လာတဲ့အစိုးရကဖျက်သိမ်းခြင်းဆိုင်ငံ့ခြင်းပြည်လဲဆွေးနွေးမှု ူအစ်စ်တွေပြုတ်လုချင်းတွေရှိပါတယ်ဒီလောက်ရဲ့အပေါ်ပြည်ပရင်းနှီးမြှုပ်နှံသူတွေကမကြိုက်နဲ့တက်ကြသလိုယုံကြည်ကင်းမဲ့မှုတွေဖြစ်လာပြီးရင်းနှီးမြှုပ်နှံမှုတွေလှုပ်ဖို့ရှောင်လာကြပါတယ်အစိုးရတရက်အနေနဲ့ဘလို့အစိုးရလက်ထက်မှာလှုပ်ပစေတာဝန်ခံရမည်ဖြစ်ကြောင်းရှေ့အစိုးရဟာနောက်အစိုးရနဲ့မဆိုင်ဘူးဆိုပြီးပြောလို့မရကြောင်းမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှဒုက္ခရဥထအောင်ကျော်ကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါတယ်ပုံမှန်အချင်းကတော့လေအစိုးရတရက်အနေနဲ့ကတော့အစိုးရဆက်ဆက်ပါစစ်စစ်လှုပ်ခဲ့လာမှလည်းတာဝန်ခံရမယ်ပေါ့ ိအစိုးရကသက်ဆိုင်ချီးသွားတယ်ရှေ့အစိုးရချီးတဲ့ကိစ္စနောက်အစိုးရနဲ့မဆိုင်ဘူးလေဆိုတာပြောလို့မရဘူးပြီးတော့ဒါနိုင်ငံတကာနဲ့လုပ်တဲ့အလုပ်တွေပေါ့နော်အစိုးရနဲ့တဲ့ချင်မှတဲ့မယ်ဒါပေမဲ့အရှိအစိုးရလုပ်တော့တဲ့ဟာကိုနောက်အစိုးရဒီဘယ်လိုဖြစ်ဖြစ်တာဝန်ခံပြီးတော့မှတော့လုပ်ရမှာပေါ့လုပ်အောင်မယ်ဆိုတဲ့ဟာကတော့ဒါဒါရိုးရိုးလေးစဉ်းစားရင်ကိုသိတဲ့ကိစ္စပေါ့နော်တချို့စီမံကိန်းတွေကကြတော့သဘောတရားတခြားအချက်အလက်တွေပါနေတာပေါ့နိမြန်မာနိုင်ငံမှာဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ချက်ကမြန်မာနိုင်ငံလေးစစ်မီးဖြန့်ဝေရေးအတွက်တရုတ်အစိုးရနဲ့အကျိုးတူပူးပေါင်းပြီးပြည်ဆောင်စ ီမံကိန်းကိုအကောင့်ထဲပို့ဖို့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။အဲ့ဒီနောက်2010ထွေထွေရွေးကောက်ပွဲနဲ့အတူရွေးကောက်တင်မြောက်ခံရတဲ့ဦးသိန်းစိန်အစိုးရတက်လာတဲ့အခါမှာတော့ပြည်စုံစီမံကိန်းရပ်ဆိုင်ဖို့ဆန္ဒပြုမှုတွေဖြစ်ပေါ်လာတဲ့အတွက်ပြည်စုံစီမံကိန်းကိုယာယီရပ်ဆိုင်ကြောင်းအမိန့်ထုတ်ပြန်ခဲ့ပါတယ်။အလားတူ2015အထွေထွေရွေးကောက်ပွဲနဲ့အတူရွေးကောက်တင်မြောက်ခံရတဲ့ဒေါက်ဆန်းစုကြည်အစိုးရတက်လာတဲ့အခါမှာလည်းပြည်စုံစီမံကိန်းပြန်လည်စတင်နိုင်ခြင်းမရှိခဲ့သလိုလက်ရှိမြမတက်မတော်က LND အစိုးရကိုဖြုတ်ချပြီးနိုင်ငံတော်အားအရေးပေါ်အခြေအနေကြေ ြေညာပြီးအုပ်ချုပ်နေချိန်မှာလည်းမြေဆုံစီမံကိန်းပြန်မစတင်နိုင်မဲရပ်ထားရပါတယ်။စီမံကိန်းတွေနဲ့ပတ်သက်ရင်အစိုးရအချင်းချင်းထိဆက်ပြီး MOU ထိုးထားတဲ့စီမံကိန်းပဲဖြစ်ဖြစ်ဒါမှမဟုတ်နိုင်ငံတော်မှာအကောင့်တွေပေါ်ထားတဲ့ project ပဲဖြစ်ဖြစ်လက်ဆောင်မတက်နိုင်ခဲ့ရင်နောက်အစိုးရတက်လာပြီးဆိုပါကကိုတိုင်းပြည်နဲ့သူတို့ရဲ့ချထားတဲ့ policy နဲ့ကန့်ညီမှုရှိမရှိပြန်သုံးသပ်ကြတယ်လို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြေစုံက CNN သတင်းဌာနကိုပြောပါရတယ်။ ရှေ့ရအစိုးရလူ့ဘုံမကြည့်ဘဲနဲ့ကျွန်တော်တို့ကငုံနေတယ်အလုပ်လုပ်ကြဖို့လိုပြီးအတ္တတွေကိုဖယ်ပြီးတော့ကျွန်တော်တို့ကတိုင်းပြည်ကောင်းဖို့အတွက်ပဲကြည့်မယ်ဆိုရင်ဒီလို project တွေရက်သွားကြတာအကြောင်းမရှိဘူး။ရှေ့လူကလုပ်ခဲ့တဲ့ project ငါတို့လက်ထက်ကြရင်ငါတို့လုပ်ဖြစ်ရမလို့လုပ်ခဲ့ရင်သူနာမည်ကောင်းရသွားမယ်ဆိုပြီးတော့အတ္တကိုရှေ့တန်းတင်မယ်ဆိုရင်တော့တိုင်းပြည်ကနှစ်တစ်ထက်နှစ်နာတစ်ထက်နာနေရောပါပဲ။ဟိုသိပ်မကြခင်မှာလည်းကျွန်တော်တို့ကရွေးကောက်ပွဲတုံးမယ်။အစိုးရတရားပြတ်လာမယ်ဆိုရင်အရင်တော့အစီအစိုးရလုပ်ခဲ့လို့အရင်တော့ NLD အစိုးရလုပ်ခဲ့လို့အရင်တော့ဘာအစိုးရလုပ်ခဲ့လို့ဆိုရင်ခေါင်းပြင်တွေကိုခဏမိထားပြီးတော့တိုင်းပြည်အတွက်လုပ်ခဲ့တာပဲ။ငါတို့ကတော့ဒါလေးကိုပိုကောင်းအောင်လုပ်မယ်ဆိုတာမျိုးနဲ့ကျွန်တော်တို့သွားဖို့တူအပ်တယ်။အဲ့လိုမဟုတ် ဲနဲ့အရင်လူလုတ်ခဲ့တဲ့ဟာဖြစ်လို့နော်လူတစ်ထက်မှာလုတ်ပြရမလို့ဘူးဆိုတဲ့အတွေးဝင်နေရင်တော့အဲ့လိုခေါင်းဆောင်မျိုးတွေလည်းရနေရင်တော့ကျွန်တော်တို့ကဟိုကန်ဆူချင်းတည်တူတွေဖြစ်ပဲဟိုခေါင်းတွေတက်ရမှာပေါ့လေမြန်မာနိုင်ငံမှာရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရအပြောင်းလဲတွေကြားမှာ၎င်းရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီးတက်မတော်ကအာဏာရယူပြီးအုပ်ချုပ်တဲ့ကာလတွေမှာ၎င်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေရပ်ဆိုင်ထားသလိုစီမံကိန်းတွေလည်းရပ်ဆိုင်သွားလိမ့်ရှိပါတယ် စီအနာသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ချွန်းပေါ်ဒေတာအတွင်ကိုကျူးကျော်ဝင်ရောက်ပြီးတက်ဆွဲထားခဲ့တဲ့ကမ္ဘောဒီးယားစစ်သားတွေရဲ့လှုပ်ရှားမှုတွေကိုရိုက်ကူးထားတဲ့ဝဟင်တပ်ပုံတွေကိုထိုင်းစစ်တပ်ကထုတ်ပြန်ခဲ့တဲ့ဆွဲသတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါတယ်။ ပိုင်းနိုင်ငံရဲ့ပူပို့ရချာတနီပြည်နယ်ချွန်ဘော့ဒေတာအတွင်းကိုကျူးကျော်ဝင်ရောက်ပြီးတပ်ဆွဲထားခဲ့တဲ့ကမ်ဘောဒီးယားစစ်သားတွေရဲ့လှုပ်ရှားမှုတွေကိုရိုက်ကူးထားတဲ့ဝင်ရင်ဓာတ်ပုံများကိုထိုင်းစစ်တပ်ကထုတ်ပြန်ခဲ့တယ်လို့ Bangkok Post ကဖော်ပြခဲ့ပါတယ်။ကမ်ဘောဒီးယားစစ်သားတွေဟာအေပီလအတွင်းကချွန်ဘော့ဒေတာကိုကျူးကျော်ဝင်ရောက်ခဲ့ပြီးအဲ့ဒီဒေတာမှာမေလာအတွင်းကတပ်ဆွဲထားခဲ့ပါတယ်။ဇွန်လ9ရက်ညပိုင်းကထိုင်းစစ်တပ်ရဲ့လူမှုမီဒီယာ channel များတွင်တင်ခဲ့တဲ့6မိနစ်ကြာဗီဒီယိုတစ်ခုဟာလည်းထိုင်းစစ်တပ်ရဲ့1955ခုနှစ်ကတည်းကအဲ့ဒီဒေတာကိုရိုက်ကူး ခဲ့တဲ့ဝင်ရင်ဓာတ်ပုံများစွာရှိနေပါတယ်။အဲဒီအချိန်ကထိုင်းနိုင်ငံအတွင်းရှိချွန်းပေါ်ဒေသဟာတိမ်ပိုက်ခံခဲ့ရခြင်းမရှိကြောင်းတွေ့ရှိရတယ်လို့မြို့သမီးအရာရှိတူကပြောကြခဲ့ပါတယ်။အဲဒီဓာတ်ပုံတွေကအိမ်နီးချင်းနိုင်ငံဟာချွန်းပေါ်ဒေသကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတိမ်ပိုက်ထားတယ်ဆိုတဲ့အချက်ဟာမှန်ကန်မှုမရှိသည်ကိုတတိပြရာရောက်တယ်လို့အဆိုပါမြို့သမီးကပြောကြခဲ့ပြီးကမ်ဘောဒီးယားနိုင်ငံကိုရည်ညွှန်းပြောဆိုခဲ့ပါတယ်။ယခုနှစ်တွင်ရိုက်ကူးခဲ့တဲ့ဝင်ရင်ဓာတ်ပုံများဟာကမ်ဘောဒီးယားတပ်ဖွဲ့တွေရဲ့ AB20 ရက်ကအဲ့ဒီဒေသကိုစ တင်ဝင်ရောက်ခဲ့ပြီးမေလ24ရက်မှာတစ်ပင်များကိုခုတ်ကာရှေလျားတဲ့ဂရုချင်းကိုတူးပြီးစစ်စခန်းတစ်ခုနဲ့ဒိမ်းမီတာ6မီတာအကျယ်ရှိကွန်ကရစ်လမ်းတစ်ခုကိုဖောက်လုပ်ခဲ့တယ်လို့မြင်တွေ့ရပါတယ်။ဂရုချင်းတူးတယ်ဆိုတာစစ်ပွဲရဲ့မဟာဗျူဟာတစ်ခုပါ။ဘာလို့များတူးရပါလဲဟုထိုင်းစစ်တပ်ဌာနချုပ်ရဲ့အစီအစဉ်တင်ဆက်သူအမျိုးသမီးကပြောကြားခဲ့ပါတယ်။ဗီဒီယိုထဲမှာအဲ့ဒီအမျိုးသမီးရဲ့အမည်ကိုရှင်းလင်းစွာဖော်ပြမထားတော့လေစစ်ယူနီဖောင်းဝတ်ဆင်ထားတာကိုမြင်တွေ့ရပါတယ်။အဲ့ဒီစကန်တိဆောင်းမှုနဲ့ဖောက်လုပ်မှုတို့ဟာထိုင်းနဲ့ကမ်ဘောဒီးယားကြားပိုင်ဆိုင်မှု ြင်းပွားနေတဲ့ဒေသများမှာပူတွဲအုံပြုမှုကင်းလဲမှုတို့နဲ့ပတ်သက်ပြီး၂000ပြည်နှစ်ကလက်မှတ်ရေးထိုးခဲ့တဲ့နားလည်မှုစာချုပ်လွှာကိုချိုးပေါက်တာဖြစ်တယ်လို့အဲ့ဒီမျိုးမိကပြောကြခဲ့ပါတယ်။ထိုင်းစစ်တပ်ဟာအဲ့ဒီကျူးကျော်ဝင်ရောက်မှုကိုစန့်ကျင်ကြောင်းမကြာခဏကန့်ကွက်ပြောကြားခဲ့တော်လဲအရာမထင်ခဲ့ပဲယခုကဲ့သို့စစ်ရေးရကျူးကျော်မှုကိုစန့်ကျင်ကန့်ကွက်ကြောင်းရေးသားထားတဲ့ပေးစာတစ်စောင်ကိုကမ်ဘောဒီးယားနိုင်ငံအားပေးပို့ခဲ့တယ်လို့ထိုင်းမျိုးသမီးယာရှိကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ အမျိုးသားအစောင့်တပ်ဖွဲ့ကိုဆင်လွတ်ခဲ့တာကြောင့်ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဟာနိုင်ငံရေးအကြက်တဲနဲ့ကြုံတွေ့လာခဲ့ရတဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်လော့အန်ဂျယ်လီမြို့မှာဖြစ်ပွားနေတဲ့ဆန္ဒပြမှုတွေကိုနှိမ်နင်းဖို့အမေရိကန်တမရဒေါ်နယ်ထရန့်ကမျိုးသားအဆောင်တပ်ဖွဲ့ကိုစစ်လုကတ်တဖြစ်ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်ယူဆန်ကနိုင်ငံရေးအကြက်တဲနဲ့ကြုံတွေ့လာခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက်မကြာမီချိန်တွင်းမှာပဲထရန့်ကယူဆန်ကိုဖုံးကော်ခဲ့ပြီးဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်၎င်းတို့နှစ်ဦးကြားဆွေးနွေးမှုတွေဟာအလွန်လှိုက်လဲဖော်ရွေးခဲ့ကြောင်းယူဆန်က ြောပါတယ်။ဒါပေမဲ့24နှစ်ရဲ့ကြာမှာပဲ Trump ကထောင်ထဲချီတဲ့အမျိုးသားအဆောင်တပ်ဖွဲ့ဝင်တွေကိုဖြန့်ကျက်ချထားခဲ့တဲ့ဖြင့် Newsom က Trump ရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်ခဲ့ပါတယ်။အမေရိကန်ရဲ့လူနေထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ California ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom က2028သမ္မတရွေးကောက်ပွဲအတွက် Democratic ကိုယ်စားလှယ်လောင်းတူဖြစ်ရန်အလားအလာကောင်းနေသူဖြစ်ပါတယ်။ဒါပေမဲ့ Trump ရဲ့နိုင်ငံရေးရွှေ့ကွက်ကြောင့်လက်ရှိမှာ Newsom ဟာနိုင်ငံရေးအကြက်တဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Trump ရဲ့ပထမတက်တန်းနဲ့အခုဒုတိယတက်တန်းမှာဒီမို ကရက်တစ်ပြည်နယ်အုပ်ချုပ်ရေးမှုတွေဟာရီပက်ဘလီကန်သမ္မတဖြစ်တဲ့ထရန့်နဲ့ဆက်ဆံရေးတွေအဆင်ပြေရန်ရုန်းကန်ခဲ့ရ ါတယ်အတိတ်ကာလကလည်းနယူဆန်နဲ့ထရန်ကြားထိတိုက်တွေ့မှုတွေရှိခဲ့ပြီးထရန်ကနယူဆန်အားနယူကန်ဟုခေါ်ဆိုခဲ့ပါတယ်နယူကန်၏အဓိပ္ပာယ်မှာနယူသည်နယူဆန်၏ရှေ့စလုံးကိုယူထားခြင်းဖြစ်ပြီးဆန်သည်စံကုန်မြေလေးဟုအဓိပ္ပာယ်ရသဖြင့်နယူစံကုန်မြေလေးဟုအဓိပ္ပာယ်ဖော်နိုင်ပါတယ်ထရန်ရုပ်ောက်ဝင်နိုင်ခဲ့ပြီးနောက်နယူဆန်ကလည်းထရန်ရဲ့လွှမ်းမိုးမှုကင်းတဲ့ကယ်လီဖိုးနီးယားပြည်နယ်ဖြစ်စေရမည်ဟုကြေညာခဲ့ပါတယ်ကျွန်တော်ကအမေရိကန်သမ္မတနဲ့လေးစားမှုရှိရှိတာဝန်ခံမှုရှိရှိအမြဲတမ်းချင်းကပ်လှုပ်ဆောင်ခြင်းနဲ့ဆန္ဒရှိပါတယ်ဒါပေမဲ့သမ္မတ ရာတူဦးအနေနဲ့မဟုတ်ပဲကိုဂျိုးအတွက်ပဲလုပ်နေတာတွေရှိပါတယ်အဲဒါကြောင့်ကျွန်တော်ကဒေါ်နယ်ထရန့်အတွက်ဘရော့မအလုပ်လုပ်ပေးမှာမဟုတ်ပါဘူးဟုယူဆန်ကပြောကြားခဲ့ပါတယ်မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနေဆက်ဒေတာလုံခြုံရေးနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ဆွေတဲ့တင်ကိုလည်းတင်ဆက်ပေးလိုက်ပါတယ် မီဇိုရန်ပြည်နယ်ဝင်းကြီးချုပ်ကူလာတို့ဟိုမှာအိုက်ဇောမြို့မှာဂျွန်လာကိုရကမီဇိုရန်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရဲ့ပထမဆုံးချိန်အစည်းအဝေးကိုတဘာပတိဖြစ်ဥဆောင်ပြုလုပ်ခဲ့တယ်လို့အိန္ဒိယတူတီသတင်း website ကဖော်ပြခဲ့ပါရယ်မီဇိုရန်ပြည်နယ်ရဲ့နေဆက်ဒေတာတွေနဲ့ပြည်နယ်လုံခြုံရေးကာကွယ်ဖို့မတူကွဲပြားတဲ့အစိုးရဌာနတွေနဲ့ agency တွေကြားပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်စေဖို့ဒီကော်မတီကိုထူထောင်ခဲ့ခြင်းဖြစ်ပါရယ်ဒီအစည်းအဝေးမှာအိန္ဒိယမြန်မာနေဆက်အိန္ဒိယဘင်္ဂလားဒေ့ရှ်နေဆက်ဒေတာတွေရှိလုံခြုံရေးအခြေအနေတွေကိုအဓိကထားဆွေးနွေးခဲ့ပါရယ်မနီပူရာပြည်နယ်နေဆက်တွေတွင်အိန္ဒိယနိုင်ငံတွေကလက်နက်ကင်အဖွဲ့တွေဝင်ရောက်လှုပ်ရှားနေတဲ့အိစ တွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးကြပါဗျာ။ဒါအပြင်မီဇိုရန်ပြည်နယ်တွင်ငွေစည်းဝါးမောင်းခုကူမှုအကြီးမားဆုံးရာဇဝတ်မှုတစ်ခုဖြစ်ကြောင်းအစည်းအဝေးမှာပြောကြားခဲ့ပါဗျာ။ဒီနောက်2024ခုနှစ်တွင်ငွေစည်းဝါးနယ်စိတ်ကိုပြောင်းလဲစေတတ်တဲ့စည်းဝါးများဆိုင်ရာ AO တွေ POCSO အအောင်မှာငွေစည်းဝါးနယ်ဆက်နွယ်တဲ့အမှု338မှုရှိခဲ့ပါဗျာ။အခုနှစ်အစကနေမေလကုန်ဒီငွေစည်းဝါးနယ်ဆက်နွယ်တဲ့အမှုပေါင်း134ခုရှိခဲ့ပြီးတရားမဝင်ငွေစည်းဝါးအများပြားတင်းစီရမိခဲ့တယ်လို့ဆိုပါဗျာ။ဒီငွေစည်းဝါးတွေနဲ့ကာလာတန်ဖို့ရူဘီ64ကလေးရှိတယ်။မက်တာဖက်တမင်းစေးပြား648ကီလိုဂရမ်ကာလာတန် မ်ဘို Ruby 15.5ကရေရှိတဲ့ Crystal Map 5ကီလိုရင်းကျော်ပါဝင်ခဲ့ပါတယ်။ငွေစည်းဝါးရည်နဲ့တူကလေးတငယ်တွေနဲ့လင်အကျန်းဖတ်မှုတွေကာကွယ်ပေးထားတဲ့ POCS ကိုအောက်မှာလူမောက်ခိုကူးမှုတွေလည်းမြင့်တက်ခဲ့လို့ဆိုပါတယ်။2024ခုနှစ်ကလူမောင်ကိုကူးမှု58မှုရှိခဲ့ပြီးလူ96ခုဖမ်းဆီးရမိခဲ့ကအခုနှစ်အစပိုင်းကနေမေလကုန်ပိုင်းထိလူမောင်ကိုကူးမှု34မှုရှိခဲ့ပြီးလူ91ခုဖမ်းဆီးခံခဲ့ရပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာစီနီဂေါအသင်းကိုခြေစမ်းပွဲမှာအရင်နေပြီးလောက်ပြောင်မှုတွေခံခဲ့ရပေမဲ့နိပြတူချေကထိတ်လန့်နေစရာမလိုဘူးလို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ အင်္ဂလန်တင်ဟာစီနီဂေါတင်ကိုခြေစမ်းပွဲမှာ၃ဂိုးတကူးနဲ့အရေးနေပြီး၄ရက်တွင်နှစ်ချိန်မြောက်ကွင်းထဲမှာလောင်ပြောင်မှုတွေခံခဲ့ရပေမဲ့နီဗျာတူချေကထိတ်လန့်နေကြမလို့လို့ပြောခဲ့ပါတယ်။တူချေကထိတ်လန့်နေကြမလို့ပါဘူး။ကျွန်တော်တို့ကစမ်းသက်တဲ့ပွဲမှာရှုံးနေခဲ့ပါတယ်။ကျွန်တော်တို့ကခြေစဲပွဲ၃ဘက်ကစားထားပြီးရမှတ်ကိုမှရရှိတာတို့ပေးကိုလည်းမပေးရသေးပါဘူး။ကျွန်တော်ကရှုံးနေရတာကိုမုံတီးရတဲ့သူဖြစ်ပေမဲ့ခက်ခဲတဲ့စမ်းသက်မှုတွေဝမ်းသာပါတယ်။ ျွန်တော်တို့ကလာမယ့်ဘက်မှာကဘာဝလာပြိုင်ပွဲကိုတော်မှာမဟုတ်ပါဘူး။ဒီနေ့တည်းပွဲတွေရှင်းပြရအောင်မှာဖြစ်လို့ပန်ဆိုင်မှုတွေပိုရလာမယ်လို့ထင်ပါတယ်။ကျွန်တော်တို့ကစီနီဂေါရဲ့ရေသွေးကိုခန်းစားခဲ့ရပြီးဒီဘက်ကစမ်းသပ်ဖို့အမှန်ကန်တဲ့အရာလို့ပြောခဲ့တာပါ။ င်္ဂလန်အသင်းဟာဒီဘက်မှာအသင်းကောင်းဆုံး Harry Kane ရဲ့အတွင်းဝင်နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်စာဒီရာရာနဲ့စာပလီတို့ကစီနီဂေါ်အသင်းအတွက်ခြေပါဖို့နဲ့အနိုင်ကိုလည်းသိမ်းယူခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာစီနီဂေါ်အသင်းကိုအရေးနှိမ့်ခဲ့ရကြောင်းလီဗာတူရှယ်လက်ထက်မှာပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရသလိုစီနီဂေါ်အသင်းဟာအင်္ဂလန်အသင်းကိုအနိုင်ရတဲ့ပထမဆုံးအာဖရိကအသင်းဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။အင်္ဂလန်အသင်းဟာပြီးခဲ့တဲ့အန်ဒူရာအသင်းနဲ့2016ဥပဒေလားခြေစစ်ပွဲမှာပရိသတ်တွေရဲ့လောင်ပြောင်မှုတွေခံခဲ့ရသလိုစီနီဂေါ်အသင်းရဲ့ပွဲမှာလည်းလောင်ပြောင်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။အင်္ဂလန်အသင်းလီဗာတူရှယ်ကတော့ကမ္ဘာလားပြိုင်ပွဲနဲ့ဝေးကွာနေသေးတာကြောင့်ထိတ်လန့်နေစရာမလိုဘူးလို့ပြောခဲ့တာပါ။အင်္ဂလန်အသင်းကဟာရီကိန်းက သူတို့ကဒီဘက်မှာလုံလောက်မှုမရှိတဲ့အတွက်ပိုကောင်းအောင်လုပ်လို့လိုအပ်ပြီးနောက်လာမယ်နိုင်ငံအသင်းရဲ့စကန်သွင်း၄ကြိမ်မှုတိုင်းကအလွန်ရေးကြီးတယ်လို့ပြောခဲ့ပါတယ်။ဟာရီကိန်းကအန်ဒိုရာအသင်းရဲ့ပွဲမှာလည်းအင်္ဂလန်အသင်းရဲ့ဒလုံးသောအနိုင်ကိုသွင်းယူခဲ့တာပါ။အင်္ဂလန်အသင်းကစက်တင်ဘာမှာ၂၀26ဘာဗလာခြေစစ်ပွဲတွေဖြင့်အန်ဒိုရာ၊ဆာဗီးယားအသင်းတို့နဲ့ရှင်ပိုင်ရမှာဖြစ်ပါတယ်။စီနာသတင်းဌာနရဲ့2025ခုနှစ်ဇွန်လ17ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြရှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစီရှင်။ we'll be